hello hello အလုံးမဲမင်္ဂလာပါလို့အလုံးမဲမင်္ဂလာပါနော်ကဲလွှင့်နေကြအချိန်လေးတိုင်းပဲဒီမှာလမ်းမပါလေးညရောမလေးခဏလေးမျိုးလုံးဝလေးမျက်မှန်ကအခုမျက်မှန်ကအရင်လိုကြည့်လို့မကောင်း ားလုံးမေမင်္ဂလာပါရှင်မေမင်္ဂလာပါထောင်းစားတယ်ပေါ့နော်ဒီနေ့လဲလာလူလေးရတော့မဖြစ်မနေလွှင့်ရမယ်ဆိုတော့ကျွန်မဒီနေ့လာလူလွှင့်ပါမယ်လို့အားလုံးပဲကျွန်မချမ်းသာကြပါစေမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီနေ့ကတော့တိုင်းလာနေ့ပေါ့နော်3ရက်နေ့နိုဝင်ဘာ3ရက်နေ့ ဒီမှာမနက်7:00နာရီထိုးကန်နေပြီပေါ့မနက်7:00နာရီထိုးဖို့ဆက်နေပေါ့နော်ဒီနေ့အကြောင်းအရာလေးရထုံးစံတိုင်းမယ်ကိုတနေ့တနေ့ဖြတ်တန်းလာရတဲ့ဘဝလေးပေါ့နော်အညနေလေးအပြင်အလက်တွေကတည်းကတည်းကရှင်နေပါစအဲ့လိုကို ဖြတ်တန်းခဲ့တဲ့ဘဝလေးတွေရှိမယ်ကိုဖြတ်တန်းကိုတနေ့စာကိုခံစားရတဲ့အရာလေးတွေကိုအမြဲတမ်း အန်တီက sharing လုပ်ချင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့အခုချိန်မှာအန်တီရဲ့စိတ်ချင်းတူတဲ့သူတွေလည်းရှိချင်းရှိမယ်။အဲအန်တီနဲ့သဘောထားချင်းတူချင်တဲ့သူတွေလည်းရှိချင်းရှိမယ်။ပြီးတော့အန်တီပြောလိုက်တဲ့စကားလေးတစ်ခုကပြောလိုက်တဲ့ဒီရားလေးတစ်ခုကပေါ့နော်။သူများအတွက်အကျိုးရှိမယ်သူများအတွက်ဒါလေးကဟို ဟုတ်နိုင်ကြည်ရှိပါလားပေါ့နော်ဒါလေးကလည်းငါလည်းအဲ့လိုခံစားရပါလားဆိုတဲ့ရှိချင်ရှိမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုကျွန်တော်ရဲ့မနိုင်ငံမှာလက်ရှိ အခြေအနေပဲကြည့်လိုက်နော်အခုဆိုလို့ရှိရင်အစိမ့်တသက်လို့ရှိတယ်အနည်းတသက်လို့ရှိတယ်အပြီးလို့ရှိရင်စိတ်လည်းမစိမ့်ဘူးအနည်းလည်းမနေပဲနဲ့အဖြူရောင်သက်သက်လို့ရှိတယ်။အဲ့ဒီမှာကျမလည်းပါတယ်။ကျမအဖြူရောင်သက်သက်နေပါရဲ့။ကျမဘယ်အစိမ်းကြားရလဲဘယ်ညက်ဘူးဘယ်အနေကြားရမှလည်းမညက်ဘူး။နေလည်းမနေဘူး။ ကောကိုထီကိုဘောနော်အထီနာလို့ရှိရင်တကယ်လက်လုတ်လက်စားပြည်သူတွေကအထီနာတာဘောနော်အဲ့ဒီလူတွေကကိုကတနာတာဘောနော်အဲ့ဒီသူတွေအတွက်ပဲကိုကရက်တီပေးခြင်း ਨੇ အဲ့ဒီအတွက်ပဲကိုကပြောခြင်းတာဘောနော်ဒါကြောင့်ဒီနေ့ live လေးကတော့ဒီနေ့အမုန်းတရားနဲ့ငွေရှာတယ်ဆိုရဲခေါင်းစဉ်လေးနဲ့ပြောခြင်းတာဘောနော်စဉ်းစားမှာပေါ့ဟဲ့အမုန်းတရားနဲ့ဘလို့ငွေရှာလဲဟုတ်ကဲ့အခုချိန်မှာ လူမျိုးလူမုံများလေးအစဲမများခံလေးပတ်ဆံရလေးဖြစ်နေလေဒါလည်းခစ်ကနော်ဒီခစ်ကြီးရဆယ်ရာစုနှစ်ခစ်ကိုရောက်သွားခဲ့ပြီလေနော်20ရာစုနှစ်ခင်မှာတိုးတက်မှုတွေကဒီပေါ့ technology တွေကအရင်တိုးတက်သွားတယ်တိုးတက်သွားတဲ့အခါမှာလက်မမီတော့နော်အခုဆုံးလို့ရှိရင်တနပြီတနှစ်ဖုန်းတွေတော့မှကွာအရင်တော့ဆိုအိမ်ဖုန်းအဲကျိုးဖုန်းတွေလာနော် ခေတ်ကခေတ်ကပြောင်းလဲသွားတာအခုကျတော့ smart phone တွေရှိလာတယ်အရင်က phone တွေဆိုလို့ရှိရင်ခလုတ်ကြီးတွေနဲ့ရတာလေအခုဆိုလို့ရှိရင်ခလုတ်မတော် touch อืมဒီလားအလိုမျိုးလေးတွေဖြစ်လာပြီခေတ်ကြီးကပြောင်းလဲသွားတယ်ခေတ်ကြီးကလည်းပြောင်းလဲသွားသလိုသိပ္ပံပညာရှင်တွေရဲ့တည်ထွင်မှုတွေအားလည်းတမျိုးတမျိုးပဲနော်ဖုန်းနဲ့ဆိုလို့ရှိရင် Samsung နဲ့ဆိုလို့ရှိရင်အခု Samsung iPhone အမျိုးမျိုးထွက်နေကြတာလေနော်တည်ရတိုင်းပဲဒါပေမဲ့အဲ့လိုမျိုးဖြစ်လာလို့ အဲ့လိုမျိုးပေါ့နော်ဒီစီးပွားရေးလောကအတွက်ပေါ့နော်ဒီလိုမျိုးတီထွင်ဖန်ဆင်းသူတွေကကောင်းတဲ့အချက်လည်းရှိတယ်ဆိုးတဲ့အချက်လည်းရှိတယ်လို့အန်ဒီနားလည်ထားတယ်ကောင်းတဲ့အချက်ကတော့ဘာလဲဆိုတော့အရင်တော့ဆိုကိုယ်တွေလိုမျိုးပေါ့နော်ကိုယ်အမိနိုင်ငံကနေဝေဝေနိုင်ငံသားတွေမှာနေရသူတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့စာရင်းနဲ့စာကိုယ့်အိမ်ကိုစာရေးခြင်းနဲ့ဆိုတော့စာလေးနဲ့စာပို့ရတယ်เนาะအဲစာလေးရင်အမေနေကောင်းလားကျမရဲ့လားအဲတည်မလားအဲ့လိုမျိုးပေါ့ အဲ့နောက်မှကျတော့အဲ့ဒီ internet တွေပေါ်လာတဲ့အခါမှာဒီ Google တို့ပေါ် Yahoo တို့ပေါ်လာတဲ့အခါမှာကျွန်တော်တို့ဆိုရင်အင်ကမိပါတယ်လက်ကရအကောင့်လေးဖွင့်ထားလိုက်ပြီးလို့ရှိရင် internet ကြည့်မှာပေါ့နော်စာရေးရလို့ရှိရင်အဲ့လိုမျိုးပဲပေါ့နော်ကိုယ်ပါကိုယ်ကိုရေးကြတာပေါ့နော်ဒီလိုမျိုး email တဆင်ရေးတယ်အခုဆိုလို့ရှိရင် browser messenger တို့ဘာလို့ hangout တို့ပေါ်လာတဲ့အခါကျတော့အေးအဲ့ခစ်ချီရအရင်တိုးတက်သွားတာပေါ့နော်တိုးတက်မှုတွေအများကြီးရှိလာတယ်ကောင်းလားဆိုတော့ကောင်းတယ် ကောင်းတယ်တွေ့တမှုရှိတယ်ရင်းလိုမျိုးဗလာစောက်တွေဝယ်ပြီးတော့ဟိုလက်လက်ညောင်းခံเสียရမလို့တော့ဘောနော်ခေကြီးရတွတ်တက်သွားတာဘောနော်နားလေနော်ကျမဟောခေကြီးရတွတ်တက်သွားတာပါလေနော်ခေကြီးရဘလို့ရအရင်တွတ်တက်သွားတာဘောနော်ကိကလာတကူအရင်တူတက်သွားတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့လူတွေကဒီ เนาะ social network မှာပဲလူတွေကအရန်ကိုပဲဒီလို့တုံးချလို့ရသွားတာเนาะကျမတို့ခေတ္တကဆိုရင်ဒါလိုမျိုးအလောက်ထိမတင်ကျဲဘူးအခုနောက်ပိုင်းမှာ20ရာစုနှစ်မှာဒီလိုမျိုး social media တွေလက်တွင်ကျလာတယ်ဒီဘောဟန်ဖုန်းတွေပေါ်လာတယ် smartphone တွေပေါ်လာတယ်ဖုန်းတစ်လုံးရှိလို့ရှိရင်အကုန်လုံးအဆင်ပြေတယ်ဟုတ်တယ်ဟုတ်ဖုန်းတစ်လုံးကရှိလို့ကတော့အကုန်လုံးအဆင်ပြေတယ် ဖုန်းစလုံးရှိလို့ရှိရင်အဲစီးပွားရေးလောက်စားလို့လည်းအခုအကုန်ရရတယ်နော်ဒီဖုန်းနဲ့ဖုန်းနဲ့တစ်လုံးရှိတာနဲ့အခုဆိုလို့ရှိရင်ဆယ်ဒီလောကတွေမှာနာမည်တွေကြီးပြီးတော့တောက်တောက်လေးချမ်းသာသွားတယ်နော် Facebook ဆယ်ဒီရှိမယ် TikTok Facebook ကရင်စားတာဖြစ်လိမ့်မယ်နော်အများကြီးပဲချမ်းသာသွားကြတယ် အဲ့ဒါကြတော့လေကောင်းပါတယ်ကောင်းတဲ့ချက်တွေရမ်းကောင်းတယ်ဒီလိုမျိုးပတ်စံနဲ့ရှာနိုင်တယ်နော်စီးပွားရေးလောကသမားတွေကလည်းအခုဆိုလို့အခုဆိုလို့ရှင်ကြည့်လိုက်ကွာတချို့တွေဆိုလို့ရှင်သူတို့မိခင်ဟိုပုံစရာပုံလေးတင်တဲ့ခလေးလေးပုံနဲ့တင်ကြရတယ်အဲ့လိုတင်တဲ့အခါကျတော့လူတွေကအကြည့်လာများလာတယ်ပြီလို့ရှင်ကြော်ညာလေးရလာတယ်ပတ်စံတွေရလာတယ်ဟုတ်တယ်မလားဒါပေမဲ့အဲ့လိုမျိုးအရာတွေမှာကောင်းတဲ့အချက်တွေလည်းရှိပေမဲ့ မကောင်းတဲ့ချက်ကြတော့အဲ့ဒီ social media ကိုအသုံးချပြီးတော့အဲ့ဒီ phone တစ်လုံးရှိလို့ရှိရင်ဘာမှမလုပ်လို့ရတယ်ဆိုပြီးတော့တယောက်နဲ့တယောက်နဲ့ hater တွေလည်းရမ်းများလာတယ်နော်ဟာဒီလွတ်တူမှုနဲ့တယောက်နဲ့တယောက်မကြိုက်တော့ဘူးဆိုရင်လေအဲ့မကြိုက်တော့ဘူး hate ဆိုရင်တယောက်နဲ့တယောက်နဲ့ပြောဆိုဆဲဆိုရန်လိုတဲ့အမုန်းတရားတွေဆိုတော့အများကြီးပဲအဲ့ဒါလည်းတွေ့ရတယ် ဲ့ဒါတွေကောင်းတဲ့ဘက်ကကြည့်နော်ကောင်းတာတွေရှိပြီမြေမကောင်းတဲ့ဘက်ကကြည့်လို့ရှိရင်ဒီလိုမျိုးအဆဲအဆိုးတွေနဲ့တယောက်နဲ့တယောက်နဲ့လုံရင်းကြရတဲ့အခုဆိုရှင်မြန်မာနိုင်ငံရဲ့အရေးပေါ့နော်မြန်မာနိုင်ငံအရေးကြောင့်အခုလို့ဆိုလို့ရှိရင်ဒီဘက်ကပြောလို့ပေါ့အစိမ့်နဲ့အနီဆိုပြီးပေါ်လာကြရတယ်ဟုတ်တယ်ဟုတ်ဒီလိုအစိမ့်နဲ့အနီနဲ့ကြားထဲမှာအမုန်းတရားတွေပဲရှိတယ်တလားကျမဒီမနေ့ ပေါ့နော်ဒီမနက်ပေါ့ကိုကလည်းသိတယ်မနက်မိုးလို့ရှိဘုရားရှိခိုးမယ်ဘုရားရှိခိုးပြီလို့ရှိရင်ကိုလုံနေကြတိုင်းမပေါ့ YouTube လေးဖွင့်မယ်ဟိုကလည်းကြည်တရားလေးကြည်မယ်ဆိုကြည်ဟာ YouTube ဖွင့်လိုက်တာနဲ့အဲ့ဒီပေါ့နော်စာစစ်စာစာပေါ့နော်ပြောရမှာပေါ့ဒီဘက်ကအစိမ့်ဘက်က lobby တွေကလောတာလောတာလောတာအစိမ့်ဘက်က lobby တွေကအနုပညာရှင်တွေကို lobby တချို့အနုပညာရှင်တွေကိုဆိုလို့ရှိရင်သူတို့ထောင်ထဲပြန်ထုတ်ဖို့တွေအကုန်လုံးပေါ့နော် lobby တာအော်တချို့အဲ့ဒီမှာနေသူတို့လောတဲ့ အဲ့ဒီ comment တွေဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ဖြစ်တာနေသေးတယ်ယောဂသေးတယ်ဟိုလူတယောက်ကိုကွာဟိုလူတယောက်ကို အမုန်းတရားတွေနဲ့လေသူတို့ပြောဆိုနေတာတွေမှချုပ်စရာကြီးတယ်အမုန်းတရားနဲ့သူများတကယောဂတွေရောဟိုဆက်ရှင်းရတာမရှိရောနိုင်ငံရေးမှာကျမပြောတာက လူတိုင်းကသူ့ချိုက်တဲ့အရာသူရွေးချယ်ခွင့်ရှိတယ် အခုပြောနေတဲ့သူတွေကျမမေးချင်ရှင်တို့ဘောတာဟိမကြိုက်ဘူးဆိုတော့အဲ့ဘောတာဟိဆွတ်ကျင်ရှုစားမလားမစားဘူးဒါမှမဟုတ်ဘူးနင်တို့သူတို့မကြိုက်တဲ့ဟာကိုမကြိုက်ရဘူးပုံစံနဲ့ဟာပြောလိုက်တာလေအဲ့အောက်မှာ comment တွေဆိုတော့မုန်းတရားပဲရှိတယ်ဒီလိုပဲအနီဘက်ကလည်းဟာအစိမ့်တွေကိုပြောတာပြောတာဆဲတာမနေ့ကျမလည်းတခါကြလို့ရှင်သိမလားဟိုဖွင့်လိုက်တဲ့ခါကျတော့ထွက်လာတာလေခတ်တာကကျမလေ့လာရမယ်ကျမဒီ Facebook ကတော့ကျမ block လို့ရတယ်ကျမမကြိုက်တဲ့ post တွေဆိုကျမအများကြီး block ထားတယ်အဲ့မှာ YouTube ကိုဘလို့ block ကလည်းကျမမသိသေးဘူးကျမအမေ subscribe ပဲကျမမလုပ်ထားတာဒါပေမဲ့ခါချသူများတွေလို့ share လို့မသိဘူးတွတ်တွေတွေကအများကြီးရှိရလေဆိုကျမဒီသူတို့တွေရဲ့ဒီအစဲတွေအမုန်းတရားတွေကြီးရတာကိုယ့်အတွက်အကူတူရတယ်။ဘာကြောင့်လဲဆိုကျမတို့တွေကအသက်တွေကမငယ်လာတော့ဘူးเนาะအသက်တွေကတည့်တည့်ပုံကြီးလာပြီးအသက်ကြီးလာတဲ့အမြကျမတို့တွေက တက်နိုင်ဆုံးဘယ်လိုခေါ်မလဲဒီဖေးဟာတရားလေးနဲ့ကိုဖြတ်တမ်းမဲ့ချိန်ကဘလောက်ရှိပြီလဲကျမဆိုရင်အခု60ပြည့်တော့မယ်အဲ့ဒီ60ပြည့်လို့ရှိရင်တည်မလားဖေးဖေးနဲ့အသက်တရားကြီးလာမှာလေအဲ့အတွက်ပြင်ဆင်ရမယ်အဲ့အတွက်ငါဘာလုပ်ရတော့မလဲငါတို့ဟိုတိန်ကိုနောက်ပါမယ်ကောင်းကူသူလေးတွေပေါ့အခုအလုံးဟောပါနဲ့တကယ်ပြသူတို့ရဲ့ရံပွဲတွေရံပွဲတွေလည်းလောဒီဘက်ကလည်းလောအမုန်းတရားတွေနဲ့ဆဲဆုံနေတဲ့အတွက်ကြောင့် မသူတို့ကလည်းအဲ့ဒါလည်းခက်ခက်တာလည်းကျွန်တော်လူမျိုးတွေကလည်းအဲ့ဒါဆိုသတိကြတယ်။အာသူတို့ကလည်းစီးပွားရေးတစ်ခုနိုင်ငံကိုစေတနာဆိုတာထက်သူတို့စီးပွားရေးဈေးကွက်အတွက်သူတို့ page တွေနာမည်ရဖို့အတွက်သူတို့ page တွေ follower ရဖို့အတွက်အမောတရားတွေကိုတုံးချသူများအကြိုက်ကိုတုံးချပြီးတော့ကြောင်းကားကရဖို့အတွက်အဲ့ကြောင်းကားကနေတမင်းစားနေရတယ်သူတို့ရဲ့ဘဝကိုကျွန်မကြည့်ရလေဘယ်လိုနဲ့တမင်းစားကြလဲမသိဘယ်လိုနဲ့မျိုးချကြလဲမသိနော်ပေါ့ကြောင့်တော့ lockdown ဟိုရံပွဲကြီးလေလို့တရတရရံပွဲတွေရံပွဲတွေဟိုမှာလဲပြောဒီမှာလဲပြောသူပြောကိုပြောအာ तू ကလဲဆဲဟိုကလဲဆဲအစိမ့်ဘက်ကလဲအနီကိုဆဲအနီဘက်ကလဲအစိမ့်ကိုဆဲဟာတာလေလို့အဲ့ဒီအောက်မှာနေမဲ့ lobby တွေကလဲအောက်ကနေရေးတာလေရစရာမရှိအောင်တလားကိုထက်တဲ့ကြီးရဲ့လူတွေဆိုလို့ရှိရင်လဲဖြီးမောင်းနဲ့တုပ်ဆဲရပဲဘာတွေလဲမြန်မာနိုင်ငံမှာအဲ့ဒါကြောင့်လို့မြတ်အကူတူတွေကဝင်လာလားမသိဘူးเนาะ တရက်တရက်ဒီအမုံလောကကြီးထိုင်ပြောပြီးအဲ့ရနဲ့ပတ်စံနဲ့ရှာနေကြတာလေဘယ်လိုများစားတော့ပြီးဘယ်လိုများအိနေကြတာလဲမသိ။ဘာကြောင့်လဲကျွန်တော်တို့အခုဆိုတော့ကျွန်တော်တို့ဆိုလို့ရှိရင်မနဲ့မိုးလင်းနေနော်ကျွန်မမမတ်အိမ်ထဲကကျွန်တော်တို့အမေအဖေငယ်ငယ်တော့ဆိုရှင်မနဲ့မိုးလင်းနေအိမ်ကိုပူတာမချိုက်ဘူးမနဲ့မိုးလို့ရှိရင်စကားကိုချွတ်ချွတ်သာသာပြောရတယ်ဖခင်ရင်ရှိခိုးကြမယ်အိမ်ရဲ့စက်တီကမနဲ့မိုးလို့ရှိရင်စူပူချင်းမလုပ်ပါဘူး။ကလေးတွေငယ်ငယ်တော့ဆိုတဲ့မနဲ့မိုးဘိုက်ဆာလုံးကိုတော့မအမှုမခံကျွန်မအမေက ဲ့လိုဖြစ်နေရမှာလားအင်းရဲ့စက်သေးကြီးပေါ့နော်အခုကနိုင်ငံရဲ့စက်သေးကြီးကမရှိတော့ဘူးလေအစဲတွေနဲ့ပဲဒီဘက်ဟိုဘက်ဟိုတော်လန်ရေးကိုဘန်းပြပြီးဘန်းပြအလုံးနေရာနဲ့နဲ့ရယ်လုံးနေရာရှိမှမယ်လေတော်လန်ကြီးဘန်းပြပြီးတော့အဲ့မှာဆဲတာတွေဆိုတာတွေဒီဘက်ဟိုဘက်ကိုဆဲဆိုပြီးတော့အမုန်းတရားတွေနဲ့နေတဲ့ဒီနိုင်ငံကြီးကရှစ်ဆက်ကောင်းမအောင်မလားအကုသူပမအကုသူချက်တဲ့အကုသူပမအကုသူတွေအကုသူတွေပဲလုံနေကြတာလေနော် အာဟုသူပဲရှိတယ်။ဒါမှအခုကောင်းမှုကုသိုလ်လေးနဲ့မြတ်အခုလိုမျိုးလုံရလောပြီးကျွန်မတစ်ချက်မေးချင်တယ်။ရှင်တို့ဖရာတရားလေးမရှိကြတော့ဘူးလား။ရှင်တို့ဖရာတရားရှစ်ခိုးကြတော့လား။မနေ့မိုးလို့လို့ရှင်ဖရာတရားလေးရှစ်ခိုးပြီးတော့နောက်ဆုံးကိုယ့်ရဲ့မုန်းသူလေးလည်းမေတ္တာပို့ပေးရမယ်။ကိုယ်ကိုယ်ကိုချစ်တဲ့သူမုန်းတဲ့သူမေတ္တာပို့ပြီးဆွတောင်းပြီးတော့ကိုယ့်နိုင်ငံအတွက်ပြန်လဲကောင်းမှုအတွက်များရှင်တို့တွေဆွတောင်းတရားပြုလို့ကြလား။ရှင်တို့တွေမသိဘူးမထင်ရှင်လက်ကုန်းတည်မှာပဲ။အဲ့ဒီတည်ခြင်းတရားဆိုတော့ရှင်တို့သိကြရလား။ငါမသိသေးပါဘူး။ငါအသက်ငယ်ပါသေးတယ်။ လော်ဘီလုပ်လို့ရပါသေးတယ်ငါအသက်ငယ်သေးတယ်ဆိုပြီးတော့အမုန်းရိုင်းနဲ့လော်ဘီလုပ်ကြတယ်အမေရှင်းလို့တည်ပါမယ်ဘယ်လိုပုံစံတည်လဲမသိကိုမသိရသေးဘူးရှင်းတို့ထမင်းစားဖို့အတွက်ထမင်းတလုံးစားဖို့အတွက်ရှင်းတို့မိသားစုထမင်းစားဖို့ဆိုတော့အဲ့လိုသူများတွေကလော်ဘီလုပ်သူများတွေကအမုန်းတရားတယ်ပြီးတော့အဲ့ထမင်းနေဟင်းနေရရှင်းတို့ဘယ်လိုစားကြအဲ့ဒါအစိတ်တည်းအခုချိန်မှာတော့ငါတို့ဟင်းကောင်းကောင်းလေးနဲ့စားမယ်အခုခစ်ကြီးကာလာကြီးမှာ စီပွားရေးမှာကောက်တဲ့အချိန်ကာလမှာငါတို့ဒီလိုမျိုးလော်ပီလို့လိုက်မယ်ငါတို့အဲ့လိုမျိုး amount တရားတွေထည့်လိုက်လို့ငါတို့ page တရားနာမည်တက်သွားမယ် page နဲ့ပတ်စံရမယ် automatic ကောင်းစားတယ်ဒီလိုမျိုးသူများရဲ့သူများရဲ့ one day ချီကွဲခြင်းသူများတကာကိုဖိချင်းနှိပ်ချင်းမှ စားတဲ့ထမင်းကလေရှင်းလို့နော် ပြောလို့မရဥမာကြီးကင်စားဆိုတာကိုကအကင်စားအရန်ဟိုဖြစ်နေတာနော်ကင်ဆာရောဂါတော်တော်လေးကိုဆူတာဒါကပားနဲ့ကင်ဆာရောဂါကုစေးမရှိဘူးเนา အဲ့ဒါကြောင့်မစိတ်ကောင်းလို့ငင်းနေဘယ်ဘယ်ပါပါလားမစပြောတာမသေးခင်လေးမှာစိတ်ကောင်းနှလုံးကောင်းထားကြစိတ်ကောင်းနှလုံးကောင်းနဲ့ကိုယ်တည်သွားလို့ရှိရင်ငင်းသက်ချင်းနဲ့တည်သွားရမှာလေအခုတော့တရားမှာစိတ်ကောင်းနှလုံးကောင်းလည်းမရှိဘဲနဲ့ဒီဘက်ကလော်လိုက်ဟိုဘက်ကလော်လိုက်ဒီဘက်ကအော်လိုက်ဟိုဘက်ကအော်လိုက်ဒီလိုမျိုးအမျိုးမျိုးအမျိုးမျိုးတရားနဲ့တရားအမုံတရားတွေနဲ့ရနေတဲ့ပတ်စံတွေရှားတယ်အဲ့ page တွေကိုလည်းကြည့်လို့တော့ကြည့်ကြတယ်လို့ရှင်အဲ့မှာလည်းအောက်မှာလည်း share ကြတယ်ဆိုကြတယ် ဲ့တော့ကျမလည်းရှင်တို့ဆိုင်တမတ်ကမနဲ့မိုးလေးအဲ့ဟိုကိုကလည်းဖြတ်ချင်တာပေါ့နော်ကိုလည်းလူသားဆိုမနဲ့မိုးလေးသတင်းလေးပါလေကြည့်ချင်းနဲ့ဗာများရှိတယ်ဖွင့်လိုက်တာနဲ့ YouTube ဖွင့်တာနဲ့ဟာ lobby လေးလာပြီသူတို့ရဲ့ picture တွေဟာဘလို့ပါလဲပြောတယ်ဘလို့ပြောတယ်အခုဆိုပို့ဆိုတာပေါ့နော်အာနောက်အခုဆိုလို့ရှိရင်ဟိုမှာတိုက်တယ်ဒီမှာတိုက်တယ်ဟိုမှာဘလို့မောင်းငါပွနေပွဲဒီမှာမောင်းငါပွနေပွဲသေတာတွေကိုမြတ်ဂုံယူပြီးတော့ပြောနေကြတာရှင်တို့မြန်မာလူမျိုးပဲရှိတယ် ။အဖက်စလုံးပြောတာ။လူအသက်တွေပေးနေရတာတွေကိုဒီဘက်ကတည်သွားလို့ရှင်ဒီဘက်ကပြောတယ်။ဒီဘက်ကတည်သွားရှင်ဒီဘက်ကပြောတယ်။ဘလို့လူတွေလဲဆိုကျွန်မနားမလဲ။လူဖြစ်ပြီးတော့ကိုယ့်လူမျိုးချင်းချင်းကိုတက်ဖြတ်နေတာကြီးကိုတခါတည်းပျော်နိုင်တာရှင်တို့ပဲရှိတယ်။ကျွန်မပြောတဲ့အခါမှာကျွန်မအစိမ့်ရလို့ဘောမာတွေအနေရလို့ကျွန်မမရှိဘူး။ကျွန်မပြောတာလူသားချင်းစာနာတဲ့စိတ်နဲ့ပြောတာ။ကိုလူမျိုးချင်းချင်းဒီဘက်ကတေးလို့ရှိရင်ဒီဘက်ကပြောတယ်ဒီဘက်ကတေးလို့ရှိရင်ဒီဘက်ကပြောတယ်ခါမှမတွေ့ဘူးတဲ့လူမျိုးတွေစိတ်သက်တယ် တလောက်တောင်ယုံညံ့တဲ့စိတ်ဓာတ်တွေမရှင်းတော့ပါရှိတယ်။အဲ့အပြင်ကိုလော်ဘီတွေကလည်းလော်ရာလော်ရာလော်ရာအိုးအတူအမီရေရှုမီလောက်ကြတာလေအဲ့မှာနေအော် AC နေတဲ့သူတွေလည်း AC မနေရမနေရပဲနဲ့ ရှင်တို့တွေဒီ lobby တွေအောက်မှာအစဲတလိုင်းနေပဲကျမတို့တွေကလည်းရှင်တို့တော့မသိကျမတို့ကငငယ်တွေကမိပါတယ်ကျမတို့လေးဆဲဖို့မသင်ခိုင်းဘူးလူတယောက်ကလည်းဟိုချစ်ချင်းမြတ်တာအကြောင်းတော့မုန်းနေမှလားမုန်းလို့ရှိအဲ့လိုဆူတောင်းပေးလာအဲ့လိုပြောတာကျမတို့မိပါတယ်ကတရားကိုအမုန်းပြနေမလို့ခိုင်းမိကမိနဲ့လောတော့အဲ့မိရထလောင်လို့ရှိတယ်မိကိုရေပဲနေတာလေဟုတ်တယ်မလားအမရှင်တို့မှကျတော့ဒီပတ်စံလေးရဖို့အတွက်ရှင်တို့စီးပွားရေးကောင်းဖို့အတွက်လွန်လောက်ကြတာများလေရစရာမရှိအောင်ရှင်တို့လွန်နေကြတာ အမုံတရားတွေအမုံတရားပဲဘာသာနိုင်ငံကြီးကလေတကယ်အမြင့်အညာကြီးနဲ့လေနေနေရလို့ဟာတို့ကလည်းအမုံတရားရင်တော့အော်နေကြတယ်တို့ကလည်းအမုံတရားနဲ့ပြောနေကြတာဟာမပြီးမစီးနိုင်တော့အမုံတရားတွေနဲ့ကိုနိုင်ငံကြီးကကျမဒီနေ့တွေ့ဆိုခေါင်းတော်ခိုက်တယ်အဲခေါင်းတွေခိုက်တာကြည့်ရတာလေးစကူညင်နေတာအပလိုဖမ်းမလားမသိတော့အဲ့ဒါကိုကလည်းခါကြလို့ရှိရင်ဂိမ်းလို့ဆော့တာပေါ့နော်ဆော့ပြီးမှလည်းခါကြအများနဲ့လည်းဂိမ်းဆော့နိုင်ဘူးလေး ပြောချင်တာအဲ့ဒါကြောင့်ကဲမထူးတော့ပါဘူးတောင်းနေကြတော့ငါတော်ရဲပဲသွားတော့မယ်လမ်းသားလျှောက်ဝင်ပြတော့ဒီအမုန်းတရားတွေနဲ့မှနေနေရတာအရန်ကုတ်အတွက်အကုတ်သူများပဲဒါကြောင့်မို့ကျွန်တော်တို့ကျန်းစာမှာတော့ပါတယ်ဒီလက်ကမကောင်းလို့ရှိရင်အလက်ကိုဖြတ်ပြရမယ်တဲ့မျက်လုံးကမကောင်းလို့ရှိရင်အမျက်လုံးဖောက်ထုတ်ပလိုက်အမျက်လုံးကမကောင်းတာကြည့်အမျက်လုံးဖောက်ထုတ်ပလိုက်ပေါ့နော်လက်ကလည်းခိုးရဲဆိုအဲ့လက်ကိုဖြတ်ပေါ့နော်တကုခဏကုမမကောင်းတဲ့အချက်တွေပါရှိတယ်ဖြတ်ဖောက်ထုတ်ဖြတ် ဖောက်ထုတ်ပြလိုက်ရမယ်ပေါ့နော်အဲ့လိုပဲရှင်တို့မှာရှိမှာပဲရှင်တို့ကြောက်ရှင်ချင်းလော်နေကြရတယ်ဟိုလူကိုလော်ပေးတယ်အခုဆိုယောက်ျားကြီးတမ်းမဲ့မိန်းမတွေလော်တာတော်သေးယောက်ျားကြီးတွေယောက်ျားကြီးအကုန်ထားမျိုးလေပတ်စံရှာစားနေရအဲ့လိုမျိုးမုံတရားတွေနဲ့ယောက်ျားကြီးတွေနော်ယောက်ျားကြီးတမ်းမဲ့မိမတွေကိုလေပုစုပဆက်ပြောအထောထောင်လို့တိုမီရှိုမီလို့တယောက်ျားတွေမှာပိုတော်ဆိုးသေးတယ်ယောက်ျားတွေဆိုးလို့ရှိမိမထက်ဆိုးတယ်နော်ကျမငါငါကြောက်တယ်ရောကျမတို့မိမတွေပဲအတင်းအထင်းနဲ့ ို့ယောက်ျားတွေရုပ်မာပြီးဆိုရင်လေမိမာတယ်ဆိုရဲအယုတ်အနတ်အယုတ်အယုတ်အညံ့နေလေပစက်ကနေထွက်တာလေသူတို့ပဲရှိတယ်တော့ယောက်ျားကြီးတမ်းမဲ့ဟောပါကောဒီဘက်ကောအစိမ်းဟောအနီရောနှုတ်နှစ်ဖက်လောရာလောရာဆဲရာဆဲရာအတူထောင်းလို့တာချွန်းတွန်းလို့တာယောက်ျားကြီးတမ်းမဲ့တော့တကယ်တကယ်ပါကျမလေးတစ်ခါမှလိုမျိုးမတွေ့ဘူးသီလားအဲ့လိုမျိုးလူစားမျိုးတွေပေါ့နော်ဒါကြောင့်မလို့ကျမပြောချင်ပါတယ်ကျွန်တော်လူတက်လေတူတူလေးရယ်နော် မထင်နဲ့ငါတို့ဒီလောက်တိအသက်ရှင်မယ်လို့မထင်ပါနဲ့လူသက်ကတိုးလေးရဲ့အဲ့တိုးတိုးလေးမှာရှင်တို့ငါတို့မသေးသေးရှင်မရှင်တို့မှာမသေးသေးမစားထားအောင်ရှင်တို့မသေးသေးဆိုတာမပေါ်သေးဘူးเนาะဆိုတော့သေးတဲ့သေးရအချိန်နဲ့သေးရမယ်လို့ဒီပဲဆိုတော့မသေးခင်လေးမှာစိတ်ကောင်းကောင်းမွန်မွန်လေးနဲ့စိတ်ကောင်းနှောင်းအောင်ထားပြီးတော့မေတ္တာတရားလေးများပွားများကြပါလားလို့မေတ္တာတရားရှင်တို့လည်းဗုဒ္ဓဘာသာနိုင်ငံမှာเนาะဗုဒ္ဓဘာသာကိုယ်ွယ်ထူးထွန်းမြတ်ကားဆုံးသောနိုင်ငံမြန်မာနိုင်ငံလေးเนาะဆိုဗုဒ္ဓဘာသာတွေ ဖုံးကြီးဆိုနေကောင်းဒေတာတွေဟောပါတယ်ဒါပေမဲ့တချို့ဖုံးကြီးလည်းမသိဘူးဆဲတာပဲဟိုသင်ငန်းကြီးနဲ့ကျွန်မလည်းနားမလဲတော့တခါလေးကြာတယ်ဒါကတော့သူများဘာသာဆိုတော့ကျွန်မမပြောချင်ပါဘူးကျွန်မသူများဘာသာလည်းပုတ်ပုတ်ခတ်ပါဘူးကျွန်မပဲဘယ်သူမှလည်းကျွန်တော်ပုတ်ဖတ်ကျွန်တော်တို့သူများတကာကိုပေါ့နော်ပုတ်ပုတ်လည်းပုတ်ခတ်ပန်ခွင့်မရှိဘူးဒါကျွန်မတို့ရဲ့ဒီဘာသာတရားရဆိုလို့ရှိရင်ဘာကြောင့်လဲဆိုတော့ကျွန်မတို့ကလူတစ်ဖက်သားကိုအာနေကဘာလုပ်တယ်နေကပျောက်ပြစ်အဖြစ်တင်ခွင့်ကိုမရှိအောင်ကျွန်မတို့က မဲ့ကြောက်ရပါဘို့အခုချိန်မှာလူတွေကကိုကိုရဲ့ဒီကိုချစ်တဲ့သူတရားကိုရဲ့ကိုချစ်တဲ့ပါတီနဲ့အရင်ရဖို့အတွက်သူများတကာကိုထိုးနှက်ပြီးတော့ဟိုငါနဲ့မတူငါရင်သူဆိုတဲ့စိတ်ထက်ကိုမွေးနေတဲ့များကာလပတ်လုံးရှင်တို့နိုင်ငံကြီးကဒီတိုင်းဖြစ်နေမှာပဲကောင်းစားတော့ကောင်းစားသွားမယ်မကောင်းစားတော့မကောင်းစားဘူးစက်ပြက်တော့စက်ပြက်သွားလိမ့်မယ်ဒါမဲ့အကုန်လုံးကသေကြမှာပဲသေခြင်းစိုးနဲ့တည်မလားသေခြင်းမစိုးနဲ့တည်တော့နှစ်ခုပဲရှိတယ် အဲ့ဒါမှရမ်းသွားတော့စိတ်မရှိတော့မှမလာတေးချင်းစိုးနဲ့တေးမလားမတေးချင်းစိုးနဲ့တေးမလားအဲ့ lobby တွေလည်းတေးရမှာပဲမ lobby လည်းတေးရမှာပဲအကုန်လုံးတေးရမှာပဲဘရင်လည်းတေးရမှာပဲအာနာရှင်လည်းတေးရမှာပဲအကုန်လုံးတေးရမယ်အတူတူမတေးခင်လေးမှာငါပါဆက်လို့မလဲငါကောင်းရလေးငါပါလို့မလဲဆိုတော့အထူးလေးနဲ့နေကြပါလို့အားလုံးကောင်းပါတင်ရနေဖြစ်ပါစေရှင်ပါပါရှင်